ပစုံကိုခောက်ဆွဲမြင့်မော်တင်ပြီးအိုးရဲထဲကျော်လိုက်ရင်အိုးချာတာနဲ့ဟိုတယ်ရီမှာရောက်တဲ့နမဲကြီးအဆာစာဖြစ်သွားနိုင်ပါလေလူတတော်များကမမြင်ဘူးသလိုတွေ့လည်းမတွေ့ဘူးကြပါဘူးတပိဒါ9000ဆေးရှိတဲ့ပစုံကိုကြောခွဲပြီးတော့ခြေချောင်းထုတ်ပြီးရဲနောက်ချက်တော်မေချင်းဟင်းချက်ရဲစားချက်သားမုံငရုတ်ကောင်းမုံကျုပ်အကာတလုံးကောင်းမုံတစုံထဲနှံ့အောင်နေပြီးရဲနောက်10မိနစ်နှက်ထားလိုက်ပါမယ်အဲနောက်နှက်ထားတဲ့ပစုံတွေကိုခောက်ဆွဲနဲ့ပတ်ပေးလိုက်ပြီးစီ40ရာခိုင်နှုန်းလောက်ပူလာပြီးဆိုဖတ်ထုတ်ရွက်ကိုပွင့်ဖက်ပုံပေါ်အောင်ကြော်ပေးလိုက်ပြီးပစုံတွေကိုထည့်ကျော်လိုက်ပါမယ် မီးအလေလန်နဲ့ရွှေဝိုင်းအောင်တန်းကျွရအောင်ကြောပြီးရင်တော့ဆဲထုတ်ပြီးအလှဆင်လို့ရပါပြီ။စားကောင်းရတဲ့အဓိကချက်ဖြစ်တဲ့ Honey Mustard Sauce လေးစမ်းပေးလိုက်ရင်တော့အရသာရှိပြီးတော့ဆန်သွစ်တီထွေမှုရှိတဲ့ပစွန်ကျော်လေးကိုရပါပြီ။ကြိုင်နေတတ်တယ်ဆိုရင်တော့အင်္ဂါလူတွေကိုလိုက်လို့ကျွေးလိုက်တော့နော်။အပြင်ဆိုင်တွေမှာဈေးကြီးကြီးပေးဝယ်စားရတဲ့ငရုတ်စိမ်းတော့အစာသွကျော်ကိုအိမ်မှာကိုယ်တိုင်လုပ်စားလို့ရပြီ။အဓိကကတော့ချန်နီကရန်လွယ်ကူရရှင်ပါတယ်။အရင်ဆုံးငရုတ်စိမ်းတော့ကိုလက်မအရွယ်ပိုင်းလေးတွေပိုင်ပြီးအမဲသားကိုလည်းနုံနုံဆင်ထားလိုက်ပါမယ်။ တူတဲ့ကျတော့မိန်နှုံတော်စင်ကြိတ်ထားတဲ့ကျင်းစားကြက်သားမုံမဆလာဘဲငက်ပြာကြီးအကျဲခယူစီကြက်ဥတလုံးကောမုတ်တစုံထည့်ပြီးတမောင်းနေထားပေးလိုက်ပါမယ်။ပြီးရင်တော့ငရုတ်စိမ့်တောက်တဲ့အစာတို့ပြီးဘေးနှစ်ဖက်ကိုကောမုတ်တလွာထက်ကပ်ပေးလိုက်ပါမယ်။မုံနှစ်ဆက်ဖို့အတွက်အကြုံမုတ်တထုတ်တဲ့ရေနှဲငယ်ထည့်ပြီးဒင်းကြီးအနေထားရအောင်မွေးပေးထားလိုက်ပါမယ်။စီတစုံထည့်လိုက်ရင်တော့ပိုကျွရစေနိုင်ပါလေ။ငရုတ်စိမ့်တောက်ကိုမုံနှစ်နဲ့ကပ်ပြီးစီ90ရာခိုင်နှုန်းလောက်ပူလာရင်ဦးရဲထည့်ကျော်လိုက်ပါမယ်။မီးအလေအလံနဲ့ရှေဝံရောင်တန်းကျွရလာအောင်ကြော်ပြီးရင်တော့ဆဲထုတ်လို့ရပါပြီ။ ီလိုစိန်ထားတယ်ငရုတ်စိန်တော့စာတို့ကြော်ကကြွကြွရွာလေးနဲ့အရန်စားလို့ကောင်းလို့ချိန်နေတတ်တယ်ဆိုရင်တော့အိမ်မာလိုက်လို့စာကြည့်လိုက်တော့နော်ဝတ်တုံးတက်တာပေါ့စံကိတ်တီတင်ပြီးအိုရယ်မီနဲ့20ထဲပေါင်းလိုက်ရင်အရန်စားကောင်းတဲ့ဟင်လျာဖြစ်သွားနိုင်ပါတယ်ဒီချက်นี่ကိုလူတော်များမတွေ့ဘူးပါဘူးပေါင်းထားတဲ့တုံးတက်တာတွေကိုဆဲထုတ်ပြီးအခောက်ပေါ်ကိုအပေါက်လေးတွေပေါက်ပြီးပဲငက်ပြားရဲ့အနောက်တုပ်ပေးလိုက်ပါမယ်အဲနောက်အိုရယ်ထည့်ကျော်ပြီးအဖုံဖုံမိထားလိုက်ပါမယ်ဒီလိုမျိုးရွှေညွံ့ရောင်တန်တဲ့အနေထားရအောင်ကြော်ပြီးရင်တော့ရင်းရီတွေ10မိနစ်စိန်ထားပေးလိုက်ပါမယ် အင်းနောက်ကရက်ဥကိုအပြားထူးထူးလေးတွေလှီးပေးထားလိုက်ပါမယ်။စိန်ထားတဲ့ဝက်ခောက်ကဒီလိုပပွားလေးဖြစ်သွားပြီဆိုရင်တော့ဒါနဲ့အရွယ်တော်အပြားလေးတွေလှီးပြီးအရသာအတွက်ချင်းတရုတ်မဆလာခယူစီတကြားစာချက်သားမုတ်ဘဲငက်ပြာရဲ့ကျဲတစုံဘဲငက်ပြာရဲ့အနောက်နှဲငယ်ထည့်ပြီးအယောင်တအောင်လက်နဲ့နေပေးလိုက်ပါမယ်။ပြီးရင်တော့ပကံနဲ့ဝက်သားပြားတစ်ထပ်ကရက်ဥပြားတစ်ထပ်တတရရရစီထည့်ပေးလိုက်ပါမယ်။ဟင်းလျာကိုပိုရသာရှိစေဖို့အဓိကကြတာကတော့ဒီမုံညင်းကြောက်ပဲဖြစ်ပါတယ်။သူရဲ့ရဲ့နှက်ကမွမွေလေးနဲ့ရေရိုးရှိရှင်ရေနှချိန်ဆေးပေးုံနဲ့အသုံးပြုလို့ရပြီဖြစ်ပါတယ်။ ရေစင်အောင်ညှစ်ပြီးတဲ့နောက်ပကံထဲဖိသိမ့်ထည့်ပြီးရေစုရင်တမိနစ်လောက်ထည့်ပေါင်းလိုက်ပါမယ်။ဒီလိုချက်ထားတဲ့ဝက်မုံညင်းကြောက်ပေါင်းကအဖုံဖွင့်လိုက်တာနဲ့အရန်ကမှမွေးပြန်လွန်ပါလေ။နူးညံ့ရတာဝင်ပြီးပစက်ထဲရောက်တာနဲ့ပျော်ဝင်သွားလို့အများကြီးစားရင်တော့မအီစေပါဘူး။အဖိုးရဲ့စပုတ်မူးတငယ်ချင်းတယောက်ပြောပြတာတော့ဝက်မုံညင်းကြောက်ပေါင်းချက်မယ်ဆိုစီအများကြီးတဲ့လုံးဝထည့်မကျော်ရပါဘူးလေ။အဲ့လိုလောက်တာကစီရီများပြီးစီပူလောင်စီနိုင်ပါလေ။တကယ်တော့စီအများကြီးနဲ့ထည့်မကျော်တာကပိုစားကောင်းတဲ့အပြင်ချက်နီးကလည်းပိုရိုးရှင်ပါလေ။ကျွန်တော်ဒီနေ့ဒီချက်နီးကိုအားလုံးကိုဝေမျှပေးသွားပါမယ်။ ဒီဟင်းကိုကောက်ကောက်မချက်တတ်ဘူးဆိုရင်တော့တရားလေးကြည်ထားဖို့လိုအပ်မယ်နော်ဝက်သုံးတက်သားကိုရီမစုခင်ဦးရဲထည့်ပြီးကျင်းကျက်သုံးမိဟင်းချက်ရက်ကိုညှိနှံပြအောင်ထည့်ပေးလိုက်ပါမယ်ထမင်းစားတဲ့တူနဲ့အလွယ်တကူထိုးထည့်လို့ရအောင်ထိပြုတ်ပြီးရင်တော့ဆဲထုတ်ပြီးအပေါက်လေးတွေဖောက်ပေးလိုက်ပါမယ်အဲနောက်အယောင်တောင်ဘဲငက်ပြားကြီးတုပ်ပြီးဦးရဲထည့်ကျော်ပေးလိုက်ပါမယ်စီမစင်အောင်တော့အဖုံဖုံမိထားလိုက်ပြီးဒီလိုမျိုးရှေးဝါးရောင်တန်းကျိုးရလအောင်ကျော်ပြီးရင်တော့ဆဲထားလိုက်ပါမယ်ပြင်းရင်တော့ရင်ရွေးတဲ့7မိနစ်စိန်ထားပေးလိုက်ရင်တော့ပပွားလေးဖြစ်လာပါလိမ့်မယ်။အာလူကိုလည်းအပြားထူးထူးလေးတွေလှီးပေးထားလိုက်ပါမယ်။ အင်းနောက်သုံးဓာတ်သားကိုအပြားထူထူလေးတွေလီးပြီးပကံထဲစီထဲလိုက်ပါမယ်။စားကြတာမုံငရုတ်ကောင်းမုံတကြချင်းနှုတ်စင်ခယူစီဘဲငက်ပြရဲ့အကျဲတစုံဘဲငက်ပြရဲ့အနောက်ဆုံးတဝက်ထဲအင်းနောက်တူနဲ့နှံ့အောင်မွေးပြီးတဲ့နောက်အသားပေါ်လောင်းထည့်ပြီးလက်နဲ့တမအောင်နေပေးလိုက်ပါမယ်။အင်းနောက်အသားပြားနဲ့အာလူကိုကျွန်တော်ထည့်သလိုစီထည့်ပေးလိုက်ပါမယ်။ဝမ်မုံညင်းချောက်ပေါင်းကိုပိုရသာရှိစေဖို့မုံညင်းချောက်ကအရေးပါပါတယ်။မုံညင်းချောက်ကိုရေနှစ်ထပ်လောက်စီပြီးရေစရောင်းညှစ်ထုတ်ပြီးရင်တော့အလုံးရှုံးမှမကြောင်ရင်ဦးရဲခနာထဲကြော်လိုက်ပါမယ်။ ြည်ရင်တော့အသားပကံနဲ့ဖိတိတ်ထဲပြီးယေစုရင်ဦးရဲတနားရီလောက်ထည့်ပေါင်းပေးလိုက်ပါမယ်။ဒီလိုချက်ထားတဲ့ဝမ်မုံညင်းချောင်းပေါင်းကအဖုံဖွင့်လိုက်တာနဲ့ရနဲ့အမွေပြက်ပြီးမုံညင်းချောင်းတွေထမင်းသုံးပကံလောက်စားနိုင်စီတာမို့ကြိုက်နေတတ်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လို့စားလိုက်တော့နော်။ဝေများကြီးပေးနေအောင်ဝေလို့မရတဲ့ကျက်တော်နီရဲ့အသုံးဝင်နီလန်းလေးတခုကျွန်တော်အခုလူကြီးမင်းတို့ကိုပြောပြပေးသွားပါမယ်။ဒီနီလန်းကိုလူတော်တော်များများမသိသေးလို့ save ထားဖို့မမေ့နဲ့နော်။တီထားတဲ့ကြက်သွန်ဤတွေကိုစုံနေထည့်ပြီးကြည်အောင်ထောင်းလိုက်ပါမယ်။ထောင်းထားတဲ့ကြက်သွန်အနှစ်တွေကိုပိတ်အပါးစားတဲ့ထည့်ပြီးအရေးတွေညှစ်ထုတ်လိုက်ပါမယ်။ ညှစ်ထားတဲ့ကြက်သွန်ရည်တဲ့အရက်ဖြူတငုံစာလောက်ရောထည့်ပြီးဂုံးလုံးနှလုံးထည့်လိုက်ပါမယ်။၃မိနစ်စိမ်ထားပြီးတဲ့နောက်ကျွန်တော်လုပ်သလိုအသုံးပြုလို့ရပါပြီ။